AD 2014ခုနှစ်တွင် ပထမမြန်မာနိုင်ငံတော်စူးစီးတည်ထောင်မဲ့နော်ရာမင်းကိုခွန်းစော်ကြောင်ဖြူမင်းနဲ့မြောက်ပြင်သံမီးဗျာတို့မှမွေးဖွားခဲ့တယ်။ကြောင်ဖြူမင်းကိုနော်ရာရဲ့တော်ဝင်ခွင့်ကိုနေအောင်ဖြစ်တဲ့ကျင်းစိုးမင်းသားနဲ့စုပ်ကလေးမင်းသားတို့ကကျောင်းရည်သက်ချအလူကိုလေပြားခေါ်ဆောင်ပြီးနန်းချခဲ့တယ်။ကျင်းစိုးမင်းနဲ့တက်ပြီး ကြမီညီတော်သုဂရေမင်းကထပ်မံနန်းလူခဲ့ပြန်တယ်။သုဂရေမင်းကနောရထာရဲ့မိခင်ကိုမိဖုရားမြောက်ပြီးအနောရထာအားနှိမ်ချပြုစုဆက်ဆံခဲ့တဲ့အတွက်အနောရထာသုဂရေမင်းကိုမကြည်မနှက်ဖြစ်ပြီးဘုပါရဲ့သူသွားကပုန်ကန်ရန်လက်နက်လူသူစုဆောင်ပါတယ်။လူသူအင်အားတောင့်နေလာတဲ့အခါပကံတို့ဆစ်ချီလာပြီးငင်းကပါရဲ့မှာသုဂရေနဲ့ ဆီရင်ထိုးရင်ရာသတန်ပို့လိုက်ပါတယ်။စဝတီလည်းနိုးနံမင်းမစင်သေးတဲ့ညီတော်ကစိန်ခေါ်လာတဲ့အတွက်အထင်မြင်သေးကဆီရင်ထိုးတဲ့အခါအနော်ထာရဲ့အရိနေမှာလန်ချက်ထိပြီးနှက်ရွာဆန်ခဲ့တယ်။အနော်ထာကကမဲတော်ကြောင့်ပြူမင်းကိုထိနှက်ပြတ်အပ်တော်လဲအသက်ကြီးရင်မိဖြစ်တဲ့ကမဲတော်ကအနော်ထာကိုသာနှက်တတ်စေခဲ့ပါတယ်။အနော်ထာနှက်တတ်တဲ့အခါဥစွာ ဆယ်မြောင်းကန်ချောင်းများတည်ဆောက်ပြီးတိုင်းပြည်စည်းဝါးတိုးတက်အောင်ကြိုးပမ်းခဲ့တယ်။သူရဲကောင်းများလည်းချီးမြှင့်မြောက်စားပြီးစစ်အင်အားတောင်းတင်အောင်ကြိုးပမ်းခဲ့တယ်။စစ်အင်အားတောင်းတင်လာတဲ့အခါတကွေတပြားစီဖြစ်နေတဲ့မျိုးဝါများကိုပကံအင်မာယာအောက်ရအောင်တိုက်ခိုက်သိမ်းသွင်းခဲ့ပါတယ်။အနော်ရာမင်းဟာတီတီမာလာဒေဗီမိဖုရားကောင်းကြီးနဲ့လက်ထပ်ထိန်များပြီးဆော်လူမင်းသားတစ်ပါးထွန်းကားခဲ့တယ် မိဖေကောင်ကြီးတပါးသာရှိတဲ့နော်တာဟာအခြားမိဖေအများတင်မြောက်လိုတာကြောင့်ရာဇတမန်မန်ကြီးဥဆောင်တဲ့တမန်တော်အဖွဲ့ကိုပကံတီးနန်းနဲ့ထိုက်တန်တဲ့မိဖေတပါးကိုရှာဖို့ရန်စီခိုင်းလိုက်ပါတယ်။မန်ကြီးတို့အဖွဲ့ဟာဝေသာလီပြည်ရောက်တဲ့အခါကောင်းကြီးငါးပြားနဲ့ပြည်စုံတဲ့ပြင်းစားကလျာဏီမင်းသမီးကိုတွေ့ရှိခဲ့ပြီးဝေသာလီပြည်ထံရွှေနားတော်ဖောက်တဲ့အခါဘုရင်ကလည်းမင်းသမီးကို နော်ရာမင်းနဲ့ဆက်တာလိုက်ပါတယ်။လန်ကီမှာရာဇဒမန်အမန်နဲ့မင်းသမီးတို့ညီဆုံးခဲ့ပြီးအမန်ကြီးဟာရာဇဒန်တင့်မဲ့ရေတွေးချောက်ကအချွေရန်တို့ဒိုင်းတန်းကြီးမပြုတ်နိုင်စေရန်တရားတယောက်ချထားရခဲ့တယ်။အနော်ရာမင်းလည်းဒီပြားလောင်းကိုမိခင်မင်းသားနဲ့လာရောက်ကြိုဆိုတဲ့အခါရာဇဒမန်အမန်ကဝေသားလီဘရင်ဟာဘရင်တွေသားမဟုတ်တဲ့မင်းသမီးတစ်ပါးကိုသာ ဆက်သလိုက်ခြင်းဖြစ်ကြောင်းလိန်လယ်လျှောက်တင်တဲ့အခါအနော်ရကလည်းအမတ်စကားကိုယုံကြည်ပြီးတော့ပြင်စားကလျာဏီမင်းသမီးကိုပရိမရဲ့သို့ပို့လွှတ်ခဲ့ပါတယ်ပြင်စားကလျာဏီမင်းသမီးကိုတောင်သူကြီးတူကကျွေးမွေးဆောက်ရှောက်ထားပြီးသားတော်တစ်ပါးပွားမြင်ခဲ့တယ်ကလေးငယ်ဟာနောက်တစ်ချိန်မှာကျန်စစ်သားလို့ထင်ရှားကျော်ကြားလာခဲ့တယ်ကလေးငယ်ဝေးပွားတဲ့အချိန်မှာငလျင်ကြီးကြီးစွာလှုပ်ခတ်တဲ့အတွက်နော်ရာက ဟူရပြူဟူရညူတို့နမိတ်ဖတ်စေတဲ့အခါမြောင်ရံ၌ပကံပြည်တွင်မင်းဖြစ်မိတငယ်မွေဖွားသည့်နမိတ်ဖြစ်ကြောင်းရှောက်တင်ရတဲ့အခါအနောရာမြောင်ရံမှာမွေဖွားတဲ့သူငယ်တွေဟာစည်ရင်ပြုစုရန်နဲ့မင်းလောင်းသူငယ်ကိုတွေးရှိရင်းကွက်မြက်ရန်မိန့်ချလိုက်ပါတယ်။မင်းချင်းတို့လည်းမွေကင်းသားသူငယ်များကိုတေချာစွာမှတ်တမ်းတင်ပြီးမိသူကမင်းလောင်းသူငယ်လို့အတက်မပြောနိုင်ရပဲရှိရတဲ့အတွက် အစဉ်တစိုက်ဆောင်းကြီးလေးလာခဲ့ကြရာမင်းသားလေးရဟန်းမောင်တို့ဝင်ရောက်တဲ့အရွယ်ရောက်ရှိလာပါတယ်။နော်ဒါလည်းဘူရတို့လျှောက်တင်ကြတဲ့အတိုင်းမင်းလောင်းတို့ငယ်ဟာရဟန်းမောင်တို့ရောက်ရှိနေကြောင်းသိရတဲ့အခါမင်းလောင်းတို့ခွဲခြားသိရှိနိုင်မယ်နီလောင်းကိုမေးမြန်းတော်မူတယ်။ဘူရတို့ကရဟန်းတော်တွေကိုဆွလောင်းလူပြီးရေတကောင်းနဲ့ရေတိုက်တဲ့အခါအာဂရင်းက ဆက်ပြောင်ပြောင်ရောင်ထွက်တဲ့သူဟာမင်းလောင်ဖြစ်မိသူဖြစ်ကြောင်းကြံပေးကြတယ်။အနော်ဒါလည်းအကြံပြုတဲ့အတိုင်းပြုလို့ရ။ယဟန်ဝင်းနဲ့ကျန်သက်သားကိုမင်းလောင်ဖြစ်ကြောင်းတွေ့ရှိရတယ်။အနော်ဒါယဟန်တွေကိုချီးမြှုပ်လေးစားတဲ့သူဖြစ်တာကြောင့်ဟူရတို့မြည်သည့်ချိန်တွင်ငါထီနန်းစည်းစိမ်ကိုလူမြင်နည်းဟုမင်းမြန်တွက်ချက်စီပါတယ်။ဟူရတို့ကအရှင်မင်းကြီးနောင်တစ်ဆက်လွန်မှာမင်းဖြစ်လိမ့်မယ်လို့ဖေးကြားရတဲ့အခါ နော်ဒါလည်းစိတ်သက်သာရရသွားပါတော့တယ်။နောင်ခါတွင်ခြံစစ်သားဟာနော်ဒါရဲ့အာကိုရတဲ့အမတ်စစ်သူကြီးဖြစ်လာခဲ့ပါတယ်။နော်ဒါမင်းလက်ထက်မှာခြံစစ်သားအပြင်စွမ်းရည်တတိနဲ့ပြည်စုံတဲ့အမတ်များသူရဲ့ကောင်းများသာပေါ်ထွန်းခဲ့ရာထန်းတက်သူရဲ့ကောင်းကထွေယူလေတော်ရမှာသူမတူတဲ့ဇလုံးလက်ပဲရေကူးကျွမ်းကျင်တဲ့ညောင်ဦးပြီးကာယသိတိပြီးမြောက်တဲ့ပြတ်တာနဲ့ သားများဖြစ်တဲ့ချွေပင်းညီနောင်တို့မှာအထူးထင်ရှားသူများဖြစ်ကြတယ်။နောင်တွင်ဟုတ်တာဘကိုဂျွန်စစ်သည်များလာရောက်တိုက်ခိုက်ရာတွင်စစ်ကူပေးခဲ့တဲ့အတွက်ဟန်သာရီပရင်ကသမီးတော်မနီးဆန္ဒခင်ဦးကိုဆက်ထားခဲ့တယ်။အနော်ဒါမြမပြည်မြောက်ပိုင်းမှာနန်ချောင်တို့ကိုတိုက်ခိုက်ပြီးနေမီချဲ့တွင်ခဲ့တယ်။ရှမ်းပြည်စော်ဘွားကလည်းသမီးတော်စောမွန်လာကိုချီချီရဲအတွက်ဆက်ထားခဲ့တယ်။ အနောရာမေနတ္တသပကံပြီမှာနတ်နဂါအရေးကြီးကိုဝယ်မှုများမျိုးမျိုးခွဲပြားလည်းရှိတယ်။တရုံပြီမှာပကံတို့ကြွောက်လာတဲ့ဘုရားဘာသာယဟန်တော်တပါးဖြစ်တဲ့ရှင်အရဟံတွေးဆုံမိရာကယဟန်တော်ရဲ့နေထိုင်ပြုမှုတို့နှစ်သက်သဘောကျသဖြင့်ဘုရားဘာသာတရားနဲ့အဆုံးအမများကိုလေ့လာခဲ့တယ်။နိုင်ငံအနှံ့မျိုးဝများကိုတိုက်ခိုက်သိမ်းပိုက်တဲ့အခါ ပြည်ထောင်တော်တို့ကိုပုဂံတို့ပင်ဆောင်စုစည်းခဲ့တယ်။အနေနဲ့ရဲရဲကပြည်ထောင်တော်တို့ကိုရှင်ရဟန်းဥဆောင်တဲ့တန်ဃာများအားတိုက်ဆိုင်စစ်ဆေးစေပြီးပုဂံမှာပြည်ထောင်တိုက်ကိုဆောက်လုပ်က၆ထပ်အခရာတင်ခဲ့တယ်။တထုံပြည်ရှိပြည်ထောင်သုံးမုံကိုတထုံပြည်ရှင်မနုဟာမင်းထံမှတောင်းခံရမရသဖြင့်စစ်မှတ်ပြုပြီးတင်းယူခဲ့။အနောရာမင်းတီထောက်ကိုဝယ်ခဲ့တဲ့ဖျားတွေကတော့ ပကံရှိဆွေတော်လေးသူဖြစ်တဲ့ရွှေစည်းကုံတန်းကြည်တောင်လောကနန္ဒတူရင်တောင်စီတီတို့ဖြစ်ပြီးနေမကူးခင်ဖူးမြော်သူတို့အားအကျိုးတူရစေအဆုတောင်းခဲ့တယ်။နောင်တော်ဆုပ်ကလေးနဲ့စီရင်ထိုးခဲ့တဲ့နေရာမြင်းကပါအရက်မှာအကုသိုလ်များပြပြောက်စေရန်မြင်းကပါစီတီကိုလည်းတည်ထားခဲ့တယ်။ဘုရားဆွေတော်တောင်းယူရန်ကန္နာလရစ်တိုင်းတို့သွားရမှာအပြန်တောင်ပြုံးရက်တွင် ်လူတော်ပြေဖေဟာကိုဒီကားကိုဝယ်ခဲ့တယ်။ဒါစီရှိရွှေရင်မြို့ဖေဟာနဲ့ညောင်ရွှေရှိဘောရီသက်ဖေဟာတို့ကိုလည်းမုံမှန်ပြင်ဆင်ကုသိုလ်ပြုခဲ့တယ်။အနော်ဒါမင်းဟာတတ်တော်66နှစ်မှာယာယီတဲနဲ့မှနန်းတော်သူကိုပြန်တရပါတကာဝရောက်မှာမြစ်ချီရန်နိုင်ရွှေရိုင်းတအုပ်ဟာရွာသူရွာသားများအရန်ပြူနောက်ဆက်နေကြောင်းသတော်ဦးတင်လာတဲ့အတွက်ကျွဲရိုင်းတို့နေနေရန် စီရောစင်ကိုချုံးဖွင့်ပြီးတွားရောက်နေနေပါတယ်။ကနောရာမင်းကနောက်လိုက်နောက်ပါများမရောက်လာခင်မှာပဲစင်တော်ပေါ်မှာလိုက်ကြကကျွေးအိုင်းခတ်ပြီးနှဲ့ရဆိုင်ခဲ့ရပါတယ်။